တချိန်တုန်းကစစ်ပိတ်သမုတ်တရားဟာတရုတ်နိုင်ငံရဲ့အိမ်နောက်ပဲမြောက်ကိုရီးယားရဲ့နျူကလ িয়ার ချင်းချောင်းဝင်ညစ်တဲ့နေမြေပြီးတော့ရုရှားရဲ့ဘယ်သူမှမထီရဲတဲ့ရှစ်ဖက်ခံတက်လို့သတ်မှတ်ခံထားရပါတယ်။ဒါပေမဲ့အဲ့ဒီလိုမန်မာနာကြီးတဲ့အာနာပြောင်းမှုတွေဟာအခုတော့ပြည့်စည်သွားခဲ့ပါပြီ။ဒီနေ့မှာတော့စစ်ပိတ်သမုတ်တရားဟာပေကျင်း၊ပျုံယမ်၊မော်စကိုတို့အတွက်နှိပညာနဲ့ဖုံးအုပ်ထားတဲ့မိခိုးငွေတွေထွက်နေတဲ့သေမင်းထောင်ချောက်လို့ဖြစ်သွားပါပြီ။ 2025ခုနှစ်စတမာလ26ရက်နေ့မှာအမေရိကန်လေတဲ့ဟာဒီကစားပွဲရဲ့စီးမီတွေကိုတိတ်တဆိတ်နဲ့အသေးချာပြန်လည်ရေးဆွဲလိုက်ပါတယ်ဒီတခါတော့အမေရိကန်ဟာပစိဖိုက်မှာသတိပစ်ချက်တွေနဲ့စကားမပြောတော့ဘဲမြေပြင်ပေါ်မှာတက်ဖြတ်ချထားလိုက်တဲ့တိကျတဲ့တပ်ဖွဲ့ဝင်တွေနဲ့တုံ့ပြန်တော့မှာဖြစ်ပါတယ်။တရုတ်ပြည်မကြီးကလည်းမိုင်၂50กว่าကင်ဂျုံအွန်ရဲ့နန်းတော်ထိန်းနာမှာ Hunter Killer MQ9 Reaper UAV လို့ခေါ်တဲ့တရေတစဲလို drone တရင်တရင်ကို Trend ရဲ့အမိန့်နဲ့စတင်အသက်သွင်းလိုက်ပါတယ်။ဒါဟာရိုးရိုးစည်းတက်ဖြတ်မှုမဟုတ်ပါဘူး။ ဒါရာရှားတရုတ်မြောက်ကိုရီးယားမဟာမိတ်အဖွဲ့ရဲ့ဗဟိုချက်ကိုပိတ်ဆို့ထားတဲ့နိပညာပိတ်ဆို့မှုတစ်ခုပါအခုဆိုရင်သူတို့အတွက်ထွက်ပြေးစရာရောပုံဟုတ်စရာပါနေရာမရှိတော့ဘူးလို့ဆိုနိုင်ပါတယ်ဒီတက်ပြတ်ချထားမှုကြောင့်တောင်ကိုရီးယားနိုင်ငံကန်ဆန်လေတဲ့စခန်းမှာရှိတဲ့ MQ9 Reaper drone တွေရဲ့စူးစမ်းထောက်လဲရဲ့တိုက်ပွဲဝင်တဲရင်၄၃ကိုပြန်လည်အသက်သွင်းလိုက်တာပါ MQ9 Reaper ဟာရိုးရိုး UAV drone မဟုတ်ပါဘူး။ဒါဟာလေထဲမှာစီဖြစ်နိုင်ပြီးအချိန်အကဲသတ်မရှိပြန်သတ်နိုင်တဲ့အပြင်မိုင်1600ကျော်အထိအကွာအဝေးကိုရောက်နိုင်တဲ့ဝင်ဟင်မုတ်ဆို့တကောင်ဖြစ်ပါတယ်။ Hellfire ဒုံးကျည်တွေနဲ့လေဆာလက်ညုံဘုံးတွေတက်ဆင်ထားပြီးရှာဖွေပေါ်ထုတ်ချိန်မုံဆိုတဲ့စစ်အယူအဆကိုအပြစ်အနာအဆမရှိအကောင့်ထဲပေါ်နိုင်ပါတဲ့ ဆိုတာကပေထင်းဒုညီစင်တခုကပြလော့ဖို့ပြင်ဆင်နေတာချိုးဝက်စစ်ကြောတခုရွေးချနေတာအစင်းမြအစိုးရအရာရှိတဦးရဲ့တင်းနေရာကိုစက္ကန့်မလဲအချိန်ပြည့်စောင့်ကြည့်နိုင်ပြီးစက္ကန့်ပိုင်းအတွင်းဖြက်စစ်ပြစ်နိုင်တယ်ဆိုတဲ့သဘောပါဒါအပြင်ဒီလေရင်စုကိုခြားထားတဲ့ latest scan ဟာပထွေအရမတော်တဆဖြစ်လာတာမဟုတ်ပါဘူး။ဒါဟာမြောက်ကိုရီးယားကိုတမကတရုတ်ရေတပ်ကမကြာခဏစီးရဲလေ့ကျင့်လေးရှိတဲ့တရုတ်နိုင်ငံရဲ့အထူးမခံနိုင်စွန်းစီးရဲနေမြေတွေထဲကတစ်ခုဖြစ်တဲ့ဘိုဟက်ပင်လယ်ကိုပါအကျုံးဝင်သလိုထိုင်ဝမ်ရေလက်ကြားကိုတော့ပြစ်ခတ်နိုင်တဲ့အကွာအဝေးထဲမှာရှိနေပါတယ်။ ဒါကြောင့်ဒီလေတဲ့စခန်းကနေမြောက်ကိုရီးယားကိုကျော်လွန်ပြီးတရုတ်ကမ်းရိုးတဲ့အထိပါရောက်နိုင်တဲ့စောင့်ကြည့်နိုင်တဲ့အ내အကျင်နဲ့အကွာအဝေးကိုပေးနိုင်တယ်ဆိုတဲ့ပထဝီနိုင်ငံရဲ့မူပေါ်ကိုတည်ပြုလိုက်တာပဲဖြစ်ပါတယ်။ဒီလေရင်စုအသစ်ရဲ့တမုံဖြစ်တဲ့ဒုတိယဗိုလ်မှူးကြီးဒေါက်ဂလက်စ်လက်တာကမဟာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့အတူပူးတွဲဆုံးဖြတ်ချက်ရဲ့မြင်သာထင်သာရှိမှုဆိုတဲ့အချက်ကိုအထူးအလဲထားပြောကြားခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာတက်တမန်စကားလုံးဆိုရမယ့်စစ်စင်ရေးစီမဲကင်းဘာသာစကားနဲ့ဖက်ရမယ်ဆိုရင်ချင်းချောက်ဟန်တာရဲ့စကားစုပဲဖြစ်ပါတယ်ဒီပြန်လဲအသက်သွင်းမှုရဲ့တရားဝင်ကြေညာချက်တွေအရဒီတက်ဖွဲ့ကိုကန်ဆယ်မှာတက်ဖြတ်ထားကြောင်းနဲ့ MQ9 တွေကိုနေရောညပါထောက်လဲရင်းနဲ့တိုက်ခိုက်ရေးမစ်ရှင်တွေအတွက်အသိပြင်ထားမယ်ဆိုတာကိုဖော်ပြခဲ့ပါတယ်ရရရှင်းရှင်းပြောရရင်ကိုရီးယားကျောင်းဆွဲကိုလုံခြုံထားတဲ့အာယွန်ခဲပစ်ခတ်မှုကွင်းဆက်ဟာရေဒါနဲ့မောက်သူပါလေယာဉ်တွေနဲ့ပဲကက်တန်ထားတာမဟုတ်ပါဘူး ပြီးတော့ဒီကွန်ရက်ဟာမြောက်ကိုရီးယားရဲ့ပြစ်လွတ်ဖို့ပြင်ဆင်မှုတွေကွက်ကဲရဲစခန်းတွေရွေးချယ်နေတဲ့အမြောက်တပ်ဖွဲ့တွေကံယိုတန်းရှိရင်ကုန်တင်ပေါ်တိဆောက်ရဲနဲ့စံတရရဲ့နေရာတွေအစိုးရအဖြတ်တက်လော်တွေရဲ့တောလာလှုပ်ရှားမှုပုံစံတွေကိုတော့မှစင်ဆက်မပြတ်စောင့်ကြည့်နေတဲ့စွန့်ရည်ရှိနေပါတယ်။ဒါဟာအကျိုးသက်ရောက်မှုအင်မတန်များတဲ့အချက်ဖြစ်ပါတယ်။ MP9 တွေကမြေပြင်ပေါ်ကတက်မဟာတခုသို့မဟုတ်ပင်လယ်ပြင်ကအထုတက်ဖွဲ့တခုအတွက်ပထမဆုံးပြစ်ခတ်တဲ့အချိန်မှာပဲမက်ကန်နဲ့ပြစ်မှတ်ကိုရွေးချယ်နိုင်မဲ့အခွင့်အလမ်းတွေအများကြီးရှိပြီးတစ်ဖက်ကအားအသင့်အောင်လုပ်ဖို့စ조사တာကိုပြက်ပြားစေပါတယ်ဒါအပြင်ဒီ drone မဟုတ်ဆိုတွေဟာစိတ်ပိုက်ဆိုင်ရာဖိအားကိုအမြဲတမ်းပေးနေပြီးအကုန်ကြမများပဲနိုင်ငံရဲ့အချက်ပြမှုမိမာတဲ့ရက်တီချက်ကိုပါထူထောင်ပေးနေတာပဲဖြစ်ပါတယ်။ဒီစစ်အယူဆအသစ်ကိုအကောင့်ထဲပေါ်ဖို့အတွက် MQ9 Reaper ရဲ့ဤပညာပိုက်ဆိုင်ရာအခြေခံအုတ်မြစ်ကအသင့်တော်ဆုံးဖြစ်ပါတယ်။ ဒီ UAV drone တွေဟာမစစ်ခုနှစ်လောက်ထဲကြားသောပြန်သက်နိုင်ပါတယ်စစ်စင်ရဲ့နယ်ပယ်မိုင်1600ကျော်အထိခရီးနေနိုင်ပါတယ်တပြိုင်နက်တည်းရက်စစ်အမြင်အာရုံပါဝင်ပြီးအနီးအောက်ရုပ်ချီကိုခြေအားခံနိုင်မှုနဲ့ SAR ပုံရိပ်ဖော်မှုတွေကိုလည်းလုပ်နိုင်ပါတယ် မျိုးမျိုးသောထောက်လန်ရေးကိရိယာတွေတက်ဆင်ထားပြီးတော့ data link ကနေတဆင့်ပြမှတ်ကိုအချိန်နဲ့တပြေးညီအတည်ပြုနိုင်ပါတယ်။လိုအပ်လိုင်း MQ9 တွေမှာ AGM 114 Hellfire ဒုံးကြီးတွေကနေ GPU 12 laser လမ်းညွန်ပုံးတွေနဲ့ GPU 38 JDAM တွေအထိလက်နက်ခဲရတွေတည်ဆောက်ထားပါတယ်။ ဆိုတာကတော့မြောက်ကိုရီးယားရဲ့ဆိုဟဲတွန်ချွန်ရီဂျိုဒုဒုံပြန်ပြစ်လွတ်စခန်းမှာဂျိုတင်ပြင်ဆင်နေတဲ့လှုပ်ရှားမှုစင်ပေါ်ရှိရေငုပ်သင်းဖောမှပြစ်လွတ်တဲ့ပက်ထင်းဒုံကြီး SLBM စတဲ့အခြေခံအဆောက်အုံစီချင်ကက်လာတဲ့ထောက်ပံ့ပို့ဆောင်ရေးစစ်ကြောင်းသို့မဟုတ်နတ်ဖို့ကမ်းရိုးတဲ့တခြားလစ်လည်နေတဲ့တန်တရားပြုတ်ွယ်ခြင်းတစည်းဟာအခုဆိုရင် American MQ9 တို့ရဲ့ပြစ်မှတ်တွေဖြစ်လာခဲ့ပါတော့တဲ့ဒီစနေဟာတည်ငြိမ်ချက်လက်အမျိုးမျိုးကိုတပြိုင်နက်တည်းစုဆောင်နိုင်ပါတဲ့ ဥမာမြောက်ကိုရီးယားရဲ့ဝန်ဆန်လေကြောင်းရန်ကာကွယ်ရေးရေဒါတွေဖွင့်တဲ့ပိတ်တဲ့အချိန်တွေနဲ့ပျုံရက်တဝိုက်ကပုံမှန်မဟုတ်တဲ့အစောင်းအလျှောက်လှုပ်ရှားမှုတွေကိုပါခြေရာခံလိုက်ပါတယ်ဒီကွန်ရက်ကရုပ်ပုံတွေအပူချိန်အမက်သားတွေဆက်သွယ်ရေးအချက်ပြမှုတွေနဲ့တောလာရလမ်းကြောင်းတွေစားတဲ့အချက်လက်အလုံးကိုအလော်လိုက်ပေါက်ဆက်ပြီးရှင်းလင်းပြသတဲ့မြင်ကွင်းတစ်ခုတည်းကိုပေါ်ပြပေးနေတာပဲဖြစ်ပါတယ်။ MQ9 မှာနောက်ထပ်အကျိုးကျေးဇူးတစ်ခုရှိပါသေးတယ်။သူကပဲဝန်ကျင်နေမျိုးကိုအရင်တိကျစွာစောင့်ကြည့်နိုင်ပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ပြောင်းလဲမှုတွေကိုအတူရောက်ပြမှတ်တွေကိုဖယ်ရှားပြီးဖတ်ယူနိုင်ပါတယ်။ရိုးရိုးရှင်းရှင်းပြောရရင်ဒီ UAV drone တွေဟာအမားတွက်ချက်မိမဲ့အန္တရာယ်ကိုချော့ချပေးနိုင်ပါတယ်။လွဲမယ်ဆိုရင်သူတို့ဟာတခြားစနစ်တွေနဲ့တပြိုင်နက်တည်းအစုလိုက်ပုံစံမျိုးနဲ့အလုံးလုံးနိုင်ပါတယ်။ဆိုတာကလုပ်ငန်းတွေကိုအတူတူခွဲဝေလှုပ်ဆောင်ပြီးလျင်မြန်ပြီးအားကောက်တဲ့တိုက်ခိုက်မှုကိုလှုပ်ဆောင်နိုင်ပါတယ်။ဒါအပြင်ဒီမုတ်ဆို UAV drone တွေကိုထားရှိတဲ့ခန်းစမ်းစစ်အခြေစိုက်စခန်းဟာသူ့ရဲ့တီနီယာအနေထားကပဲမဟာဗျူဟာမြောက်နေပါတယ်။ ကန်ဆန်ကလည်းမြောက်ဖက်ကိုမိုက်150ကနေနေရာအထိဝိုင်းဆွဲထားတဲ့မြင်းခွဲက DMZ နောက်ွယ်ကအမြောက်တက်တော်တော်ရုံတွေကနေပြုံရက်ရဲ့လေကြောင်းရဲ့ကာကွယ်ရေးစနစ်တွေအထိအဓိကနေရာအများအပြားကိုလွန့်ချုံထားပါတယ်။ အနောက်ဘက်ပင်လယ်ဝါကိုကြည့်မယ်ဆိုရင်အဲ့ဒီစခန်းဟာဘိုဟဲပင်လယ်တဝိုက်ကရရောက်ရဲ့အလုံးများနေတဲ့ဂျေတန်နဲ့လေချောင်းစည်ရဲလက်ချင်းမှုတွေကိုစောင့်ကြည့်နိုင်ဖို့လုံလောက်တဲ့အကွာအဝေးရှိပါတယ်။အရှိတ်ဘက်ဂျပန်ပင်လယ်ဘက်မှာတော့မြောက်ကိုရီးယားရဲ့ရေငုပ်သင်္ဘောဆက်သက်လက်ပတ်မှုထောက်ပံ့ရေးလမ်းကြောင်းတွေနဲ့လက်ချင်းရဲ့အချိန်စရားတွေကိုအဆက်မပြတ်စောင့်ကြည့်နေပါတယ်။ဒီလိုအမြဲတမ်းစောင့်ကြည့်ခံရမှုကလည်းမြောက်ကိုရီးယားအတွက်နေ့စဉ်စိုးရိမ်မှုပဲမဟုတ်ဘဲဖန်တီးပေးနေပါတယ်။ အမေရိကန်ကတက်ခိုက်မလားဆိုတော့မိခွန်းတိမ်မဟုတ်ပဲသူတို့လုံနေတာကိုဘယ်အချိန်မှများအမေရိကန်ကမြင်သွားမလဲဆိုတော့စိုးရင်စိတ်ဟာနေ့စဉ်လက်တွေ့ဖြစ်နေပါတယ်ကန်ဆယ်လေတဲ့စကမ်းမှာအခုအစ်စ်တက်ဖြတ်လိုက်တာဟာသမိုက်ကိုလေအလေးထားကြောင်းပြသတဲ့သဘောပါဒီကိစ္စမှာ၄၃၁ဆိုတဲ့နံပါတ်ဟာဂျန်တန်ပေးထားတာမဟုတ်ပါဘူး ဒါဟာဒုတိယကမ္ဘာစစ်တုန်းကပစိဖိုက်မှာဘုံကျဲလေရင်တွေကိုကာကွယ်ပေးခဲ့တဲ့တိုင်းလီရင်တရင်၄31ကိုလူတိုင်းကိုပြန်တည်ရစေတာပါဒီနယ်ဘက်ကို MQ9 Ripper လေရင်စုမှာအသုံးပြုလိုက်တာကြောင့်ဝါရှင်တန်ကသူ့ရဲ့လက်ရှိနှိပညာကိုသူ့ရဲ့အတိတ်စွန်းအားနဲ့ဆက်ဆက်လိုက်တာပဲဖြစ်ပါတယ်တထောက်ကွာကိုစင်းကုနေမှာ F111 စက်သက်တရင်ပိတ်သိမ်းပြီးနေပေါင်း90ကြာမှာမြောက်ကိုရီးယားနဲ့တရုတ်ရဲ့နေဆက်မှာဒီတရင်အစ်စ်ကနိပညာရဲ့ခေတ်စ်တစ်ခုကိုစတင်လိုက်တာပါ ဒီလိုသမိုင်းဝင်တက်ဖြတ်မှုကြောင့်ကန်ဆာမှာစူဇန်ထောက်လဲတက်ဖွဲ့ဝင်တက်ရင်လို့ခေါ်တဲ့ ERS တက်ရင်လေးသုံးတိဟာအမြင့်တဲ့အနေနဲ့ရောက်ရှိလာတာဟာအမေရိကန်တောကိုရီးယားနဲ့ဂျပန်သုံးနိုင်ငံရဲ့လေကြောင်းနဲ့ရေကြောင်းစူပေါင်းစွန်းအားကိုတည်တည်သာသာမြင့်တင်ပေးလိုက်ပါတယ်။ ဒီသုံးနိုင်ငံဟာဒီနှစ်ထဲမှာ B52H ဘုံးကျဲလေယာဉ်တွေနဲ့ပူးတွဲလေ့ကျင့်မှုတွေပင်လယ်ပြင်ကအရေးကြီးတဲ့အခြေခံအဆောက်အုံတွေကိုကာကွယ်ရေးအတွက်ပူးပေါင်းကင်းလင်းမှုတွေနဲ့ထောက်လှမ်းအချက်အလက်တွေမျှဝေတာလိုမျိုးပူးပေါင်းဆောင်ရွက်မှုတွေကိုအများကြီးတိုးမြှင့်လိုက်တယ်လို့ဖြစ်သွားပါတယ်ဒီအထက်ကို Ripple လေယာဉ်တွေကိုထပ်ပေါက်ထည့်လိုက်တဲ့အခါမောက်သူမေလေယာဉ်ရဲ့ကြာရှည်စွာပြန်ထက်နိုင်မှုနဲ့လေပတ်မှုစရိတ်နေပါမှုတို့ကြောင့်တရက်20နာရီလုံးလုံးတစ်ဘက်9နာရီလုံးလုံးအချိန်တိုင်းချက်ချင်းထောက်လှမ်းနိုင်တဲ့ခြေအားခံနိုင်တဲ့တိုက်ခိုက်နိုင်တဲ့ Queen Set တစ်ခုကိုပေးစွန်းနိုင်ပါတယ် ဒါကြောင့်မြောက်ကိုရီးယားရဲ့တိတ်တိတ်ဆိတ်ဆိတ်ရွှေပြောက်ပြီးလင်ဟာမွန်ကနေထွက်ပြေးဖို့ကြိုးစားတဲ့စိန်လာနီးဗျူဟာအခုဆိုရင်တိရောက်မှုနဲလာတဲ့ကစားပွဲတစ်ခုဖြစ်လာပါပြီ။ဘာလို့လဲဆိုတော့လင်ဟာရဲ့နေရာတွေမရှိတော့လို့ပဲဖြစ်ပါတယ်။ကဲဒီမြောက်ကိုရီးယားတကားဝါက UAV drone scan ဟာတရုတ်နိုင်ငံကိုဘယ်လိုအတိုက်ပင်တက်ရောက်သလဲဆိုတာကြည့်ရအောင်ပါ။ဘထူရဲ့နေထားကိုတစ်ဖက်တီးကကြည့်လို့မရပါဘူး။ ကန်ဆန်ကလည်းအနောက်ဘက်ပင်လယ်ဝါကိုဖျက်ပြီးကြည့်လိုက်ရင်တရုတ်ရဲ့ကမ်းရိုးတဲ့ဘော်ကဘိုဟဲနဲ့ပင်လယ်ဝါဆုံမဲ့ဟာတရုတ်ပြည်သူလက်မျောရဲ့တမ်တော်ရေတပ် PLAN မကြာခဏလစ်ကျင့်တဲ့နေရာတစ်ခုဖြစ်ပါတယ် MQ9 ရဲ့ My 600အထိရောက်ရှိနိုင်တဲ့အကွာအဝေးကြောင့်ဒီနေမြေတစ်ခုလုံးကိုအဆက်မပြတ်စောင့်ကြည့်နိုင်တဲ့အခြေအနေကိုဖန်တီးပေးပါတယ်။ဒီနေရာမှာရွေရဲချက်ကတိုက်ခိုက်ဖို့မဟုတ်ဘဲခွဲခြားသိမြင်ဖို့ဖြစ်ပါတယ်။ ါကအရက်ဖက်ပင်လယ်ပြင်သွာလာလှုပ်ရှားမှုနဲ့စည်ရဲကင်းလဲမှုပုံစံတွေကိုခွဲခြားဖို့သူတို့ရဲ့ electronic အမှတ်သားတွေနဲ့စက်သွေးရေးစီးချက်တွေအရစစ်ထောက်ဖို့အသည့်အစမ်းနဲ့ပုံမှန်မဟုတ်တာတွေကိုအလံပြမက်သားဖို့ပြီးတော့လောရရင်မဟာမိတ်ရေချောင်းလေချောင်းတက်ဖွဲ့တွေနဲ့ပူပေါင်းပြီးပုံပေါ်နိကက်စွာစစ်ဆေးဖို့ပဲဖြစ်ပါတယ် MQ9 ရဲ့တိကံပြီးကြားရှည်စွာစောင့်ကြည့်နိုင်တဲ့မျက်လုံးကြောင့်အချက်လက်တွေကိုဒုတိယအကြိမ်ပြန်ဖက်နိုင်ပါတယ်။ ဒါကတရုတ်ရဲ့ရေချောင်းလေချောင်းလှုပ်ရှားမှုတွေကိုပုံမှန်အတိုင်းဖက်ရှုရလွယ်ကူတာကိုပြပြတော့စေပါတယ်။တရုတ်ကသူကံရိုးတဲ့တစ်ချောင်းမှာအမြဲတမ်းစောင့်ကြည့်ခံနေရတယ်လို့ယူဆရတာကိုမကြိုက်ပါဘူး။ ဒါမဲ့ MQ9 ဟာမဟုတ်သူမဲ့လူမသိသူမသိပုံစံကြားရှိပြန်ဆက်နိုင်တဲ့နေရင်ဖြစ်တဲ့အတွက်ပဋိပက္ခဖြစ်နိုင်ခြေကိုမလိုအပ်ပဲမြင့်တင်ခြင်းမရှိပဲငါတို့ဒီမှာရှိတယ်လို့ပြောပြနိုင်တဲ့အနည်းဆုံးကွန်ကြားစရိတ်နဲ့အတည်ငြိမ်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်ကန်ဆာမှာရှိတဲ့ MQ9 လေရင်စုအသစ်ရဲ့ရေးကြီးဆုံးအချက်ကမြောက်ကိုရီးယားနဲ့တရုတ်ကိုစိုးရင်ပူပန်စရုံတက်တက်မဟုတ်ပါဘူးဒီလေရင်စုဟာတော်ကိုရီးယားရဲ့သုံးဖက်ဆိုင်ရာစီးရေမွန်ဝါဒအတွက်မျက်လုံးနဲ့အာယုံကြောစနစ်အဖြစ်ထောက်ရွက်ပေးနေပါတယ် ဆိုတာကတော့ Reaper ရဲ့အချက်လက်တွေဟာတကူရီးယားတပ်ဖွဲ့တွေအားလုံးနဲ့ဓာတ်ရိုက်ချိတ်ဆက်ထားတယ်ဆိုတာပါအဲ့ထက်မှာ F35 နဲ့ F15K လေယာဉ်တွေ၊ Patton ဒုံးကြီးတွေ၊ Thought Patriot ကာကွယ်ရေးစနစ်တွေနဲ့ထူးတပ်ဖွဲ့တွေအားလုံးပါဝင်ပါတယ်ဒီပေါက်ဆက်မှုဟာအကောင်းဆုံးဖြစ်တယ်လို့ပြောနိုင်ပါတယ် American ကစင်ဆက်မပြတ်အကွာဝေးရှည်စောင့်ကြည့်ထောက်လှမ်းမှုကိုပေးပြီးတကူရီးယားကတော့လျင်မြန်တဲ့အနီးကပ်တိုက်ခိုက်နိုင်တဲ့စွမ်းအားကိုပေးပါတယ်ညကိုရီးယားကပြစ်လို့ဖို့ပြင်ဆင်နေပြီဆိုရင် Reaper ရဲ့သေးစိတ်လေလာချက်တွေနဲ့ Radar ပုံရိပ်တွေကပြစ်မှတ်ကိုမြန်မြန်ဆန်ဆန်အတီးပြုတ်ပေးပါတယ် ါကအခြေအနေကိုမလိုအပ်ပေပုံမဆိုးရွားအောင်မလုပ်ပဲတောင်ကိုရီးယားရဲ့အသေးသက်ကွင်းဆက်လို့ခေါ်တဲ့ရှာဖွေဖော်ထုတ်တိုက်ခိုက်မဲ့အစီအစဉ်ကိုချက်ချင်းစတင်ပါလိမ့်မယ်ပြင်းထန်တိုက်ခိုက်ရမဲ့အကဲအသက်ကိုရှင်းရှင်းလင်းလင်းသတ်မှတ်ထားတဲ့အတွက်ပြိပခါရဲ့အဆင့်တက်ကိုပို့ပြီးဘေးကင်းစွာထိန်းချုပ်နိုင်ပါတယ်ဒါကြောင့်ဒီဖွဲ့စည်းပုံဟာ CIA ထိရောက်မှုရောနိုင်ငံရဲ့ NDA စီမံခန့်ခွဲမှုအတွက်ပါတင့်တော်ဆုံးဖြစ်တယ်လို့ကောက်ချက်ချနိုင်ပါတယ်ဂျပန်ဘက်မှာလည်းဒီလိုချိတ်ဆက်မှုမျိုးရှိပါတယ် 2023ခုနှစ်ကစပြီးသူတို့ရဲ့အဓိကကာကွယ်ရေးပြုပြင်ပြောင်းလဲမှုတွေတော်မဟုတ်ဒုံးကြီးတွေဝယ်ယူတာနဲ့ Aegis ဖြတ်သိမ်းဖို့တွေကိုတိုးတက်အောင်လုပ်တာတွေကြောင့်ဂျပန်မှာအခုဆိုရင်အနောက်ဘက်မှာစွန်းအားရှိတဲ့ဘွာဝဲရှင်တိုက်ခိုက်နိုင်တဲ့စွန်းရည်ရှိလာပါပြီဒီစွန်းရည်ကိုအမေရိကန်ရဲ့ဒေသတွင်းလက်ကြောင်းရေကြောင်းကွန်ရက်နဲ့ပေါက်ဆက်လိုက်တဲ့အခါတရုတ်နဲ့မြောက်ကိုရီးယားတို့ရဲ့ပြင်ပအင်အားစုတွေကိုဝင်မလာအောင်တားမြစ်ထားနိုင်တဲ့အိမ်မက်တွေမေးမိန်လာပြီဆိုတာထင်ရှားပါတယ် ဂျပန်ကအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့စီးရင်အားကိုတုံးမြင့်လာတာနဲ့အမျှသုံးနိုင်ငံပူးပေါင်းဝေဟင်လက်ကျင့်မှုတွေနဲ့ရေထက်ပူးပေါင်းဆောင်ရွက်မှုတွေဟာပိုပြီးသိသာလာပါတဲ့ကန်ဆာမှာရှိတဲ့ ERS တရင်၄ဟာဂျပန်အပေါ်တက်ရောက်မှုနှမျိုးရှိပါတယ်ပထမတစ်ချက်ကဂျပန်လေပိုင်နဲ့နဲ့ကံရိုးတဲ့အနီးကလှုပ်ရှားမှုတွေကိုစင်ဆက်မပြတ်ပုံမှန်အတိုင်းမျက်နှာပြင်တစ်ခုထဲမှာစောင့်ကြည့်နိုင်ပါတဲ့ ဒုတိယချက်ကဂျပန်နိုင်ငံမှာရှိတဲ့ American တပ်ဖွဲ့တွေရဲ့လက်လေတာတွေ၊ Okinawa မှာရှိတဲ့ရေတပ်ရဲ့ခန့်ကန်တာအစ်စ်တွေကနေတောင်ကိုရီးယားမှာရှိတဲ့ American Korea လက်တပ်ရဲ့အချက်လက်တွေအထိအလုံးဟာစံသတ်မှတ်ထားတဲ့ data ကိုအသုံးပြုလာကြပါတယ်။ဒီလိုဒေတာတွေစံသတ်မှတ်လိုက်တဲ့အခါဆုံးဖြတ်ချက်ချတဲ့ဉာဏ်နှုန်းနဲ့တိကျမှုအချိန်ကိုတိုးမြင့်ပေးပြီးအကျက်အတီးကိုစတင်ချိန်မပြုတ်ခင်မှာပဲအချိန်နဲ့နေရာကိုမကန်စွာချိန်ညှိပြီးဖြည့်ရှင်းပြနိုင်မဲ့အခွင့်အရေးကိုတိုးစေတာပဲဖြစ်ပါတယ် အခြေအနေကိုတည်သသာပြောင်းလဲပြစ်လိုက်တဲ့ဒုတိယအဓိကစီးရဲလှုပ်ရှားမှုကတော့ကန်ဆန်ရဲ့မြောက်ဖက်မိုင်80အပေါ်မှာရှိတဲ့ Osan Ledet Scan ကို F16 တိုက်လေယာဉ်တွေထပ်မံဖြစ်တင်လိုက်တာပဲဖြစ်ပါတယ်။ American Ledet က F16 လေယာဉ်30စီးနဲ့စစ်သည်တစ်ထောင်ခန့်ကို October လမှာ Osan ကိုပြောင်းရွှေ့မယ်လို့အတည်ပြုခဲ့ပြီးဒီလှုပ်ရှားမှုကို Super Tiger စက်တမ်းမှုလို့ခေါ်ဆိုထားပါတယ်။ဒါရဲဆိုလိုရင်းကတော့ကျွန်းဆွယ်ပေါ်ကအန်ဒီရဲ့အရှိဆုံးနေရာမှာပြတ်မှတ်နဲ့ချင်းချောက်မှုတွေနဲ့ပိုနီးတဲ့နေရာမှာအင်အားကြီးမားတဲ့လေရင်စုကြီးတစ်ခုကိုချထားလိုက်တာပါ ီဆက်သက်မှုဟာပြုပြင်ထိမ့်သိမ်းမှုတွေကိုအယံမြန်မြန်လုံနိုင်ဖို့နဲ့လေရင်တွေကချက်ချင်းတိုက်ခတ်နိုင်ဖို့အမြဲတမ်းအသင့်အနေထားရှိနေစေဖို့တေချာစေပါတယ်။ဒါ့အပြင်မြောက်ကိုရီးယားရဲ့ရုတ်တရက်ရန်စလာမှုမန်သမျှကိုချက်ချင်းတုံ့ပြန်နိုင်တဲ့စွန့်ရည်ကိုလည်းတီးတသာတိုးတက်စေပါတယ်။ ။ OSAM မှာချထားတဲ့ F16 တွေဟာ AIM 120 AMRAAM AIM 9X နဲ့ Snapdragon တွေအပါအဝင် လက်နက်မျိုးစုံကိုတည်ဆောင်နိုင်ပါတယ်။သူတို့ဟာကိုရီးယားရဲ့အစစ်မြင့်ပြည့်မဲ့ရှာဖွေရေးစနစ်တွေနဲ့အပြည့်အဝချိတ်ဆက်ထားပါတယ်။ဒီလိုချိတ်ဆက်ပုံကမြောက်ကိုရီးယားရဲ့ radar စနစ်တွေကိုဘင်းမြန်စွာအားပြောစေဖို့နဲ့ဒုံးကျည်တော်တော်ရုံတွေဒုံးမြန်အမြောက်တပ်ဖွဲ့တွေနဲ့ကွက်ကေးရေးစခန်းတွေလိုအရေးကြီးတဲ့ပြစ်မှတ်တွေကိုအဝဲကနေထင်သာမြင်သာမရှိတဲ့နိလန့်တွေနဲ့ဖြတ်စီးပစ်နိုင်မဲ့တိုက်ခိုက်ရေးစစ်ချက်တစ်ခုကိုဖန်တီးပေးပါတယ်။ ဒီလိုရှင်းတဲ့မှာတက်ဖြတ်ချထားခြင်းရဲ့အဓိကအချက်ကတော့လွယ်တဲ့အခါတိုင်းစောစီစောပြတ်တက်ခြင်းကြီးတော်တော်တော်ခြင်းပုံမကြာရှည်စွာကာကွယ်ကင်းလဲခြင်းနဲ့ပုံပုံမကြာခဏမစ်ရှင်တွေပြန်သက်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါကြောင့်အိုဆန်ဟာရိုးရိုးပြေးလန်းတစ်ခုတည်းမဟုတ်တော့ပဲပထမဆုံးလှုပ်ရှားမှုအတွက်အာယုံကြောပဖို့ချက်ဖြစ်လာပါတယ်။ MQ9 ရဲ့တိခန့်တက်တဲ့အဝေးကမျက်လုံးနဲ့အိုဆန်ရဲ့လျင်မြတဲ့အနီးကလက်သီးပေါက်ဆက်သွားတဲ့အခါကိုရီးယားရဲ့လေကြောင်းရဲ့ကာကွယ်ရေးမြင်ကွင်းဟာနှစ်ဖက်ညက်ပြီးပိုက်သွားပါတယ်။ မြကောရီးယားရေတာတခုခုပွင့်ရဲတယ်ဆိုတာနဲ့သူ့ရဲ့တင်နေရာကိုချက်ချင်းဖော်ထုတ်ပေးလိုက်မှာပါဒီလှုပ်ရှားမှုဟာစူးစက်ထောက်လဲတက်ဖွဲ့ဝင်တရင် ERS 031ကကက်ဆယ်မာစတင်တာနဲ့တပြိုင်တည်းဖြစ်ပေါ်လာတာမို့လို့မြလုံးနဲ့လက်သီအင်အားစုတွေဟာပထမဆုံးနေကလေးကစပြီးပြီးပြည့်စုံစွာပူပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ် MQ9 နဲ့ Osan က F16 တွေကိုစတင်အသုံးပြုမယ်ဆိုရင်ဘယ်လိုအခြေအနေမျိုးဖြစ်လာမလဲတကယ့်အဖြေကတော့ဤပညာအသေးစိတ်တွေထက်သူတို့ရဲ့လှုပ်ရှားမှုအရှိန်အဟုန်နဲ့အချိန်ကိုက်လှုပ်ဆောင်ပုံပဲဖြစ်ပါတယ်ဥပမာ Panjiri Nuclear Scan ကိုတိုက်ရိုက်တိုက်ခိုက်ဖို့ကိုအာယုံစိုက်မှာမဟုတ်ပဲအဲ့ဒီပဲဝန်ဂျင်ကလုံချုံရဲနဲ့ထောက်ပံ့လမ်းကြောင်းတွေကိုစောင့်ကြည့်ဖို့တော့အဓိကထားမှာပါ Don Cherry Don't Use Scam မှာပြင်ဆင်နေတာတွေကိုပုံမှန်မဟုတ်ပဲလူစုလူဝဲတွေကေဘယ်ကျိုးတွေကနေထွက်တဲ့အပူအမက်သားအစ်စ်တွေနဲ့ညဖက်မိရောက်ပြောင်းလဲမှုတွေကနေတဆင့်မြင်ရပါတယ် ချိန်ပေါ်ရင်ငုတ်တင်ပေါ်စကန်ကလှူရှာမှုတွေကိုတော့စိတ်ခင်တကားမှာတင်ပေါ်တွေနေသားတကြားရှိနေပုံနဲ့ရေပေါ်စိတ်ခင်တွေရွေးရှာပုံတွေကိုကြည့်ပြီးတတိထားမိပါတယ်။ MLL လို့ခေါ်တဲ့မြောက်ပိုက်ကက်တမီအနီးကအမြောက်တပ်ဖွဲ့တွေနဲ့ကံရိုးတဲ့ကာကွယ်ရေးတပ်တွေလှုပ်ရှားမှုပုံစံတွေကိုလည်းပုံမှန်မဟုတ်ပဲထက်ကတလဲလဲဖြစ်နေတဲ့အချက်အလက်တွေအဖြစ်မတ်တပ်တင်ထားပါတယ်။ပျော်ရန်အနီးကကွက်ကဲရေးစခန်းတွေကိုတော့ဗန်ဝန်ကျင်မြေမျက်နှာအတွင်ပြင်နဲ့လိုက်ဖက်ညီမှုရှိတဲ့နေရာတွေနဲ့သူတို့ရဲ့အင်တာနာအရိတ်တွေကိုကြည့်ပြီးခြားဖွဲနိုင်ပါတယ်။ MQ9 ကဒီအသေးစိတ်အချက်လက်တွေကိုနေ့စဉ်နဲ့အမျှအချင်းကြာမြင့်စွာစုဆောင်ထားပြီးအဲ့ဒီအချက်လက်တွေကိုအရင်မတက်တွေနဲ့နိုင်ရှင်ပါတယ်ပြီးရင်ခွဲချက်စိတ်ဖြာတဲ့စနစ်ထဲမှာချင်းချောက်မှုအမှတ်တွေကိုဖန်တီးပေးပါတယ် တိုက်ခိုက်ဖို့ဆုံးဖြတ်ရမယ့်အချိန်ရောက်လာပြီဆိုရင် OSAN က F16 တွေဒါမှမဟုတ်တကိုရီးယားရဲ့ F35 F15K လေယာဉ်တွေကိုအသုံးပြုပြီး kill chain လို့ခေါ်တဲ့ပြစ်မဲ့ခြာပွေတိုက်ခိုက်ရေးအစီအစဉ်ကိုစတင်လှုပ်ဆောင်ပါလိမ့်မယ်တိုက်ခိုက်နေစဉ်တွင် Homs ဒွန်ဂျီတွေကရန်သူရဲ့ radar စနစ်တွေကိုဖျက်ဆီးပြစ်မဲ့အချိန်တည်းမှာပဲစမက်ပုံးတွေဖြစ်တဲ့ရေဆိုးကထောက်ပံ့ရေးစခန်းတွေနဲ့ကွက်ကေးရေးစခန်းတွေကိုတိုက်ခိုက်ပါမယ် ရဲသူလေရင်တွေပေါ်လာရင်တော့ MRAM ဒုံးကျည်တွေကိုအသုံးပြုရမယ်။ပြီးရင် Reaper ကတိုက်ခိုက်ခံရတဲ့ပြမတ်ရဲ့ပျက်စီးမှုကိုပြန်စစ်ဆေးပေးပြီးဒုတိယအကြိမ်တိုက်ခိုက်ဖို့လိုအပ်ရင်အဲ့ဒီအတွက်ပါလမ်းညွန်ပေးနိုင်ပါတယ်။ ဒီနေရာမှာအရေးကြီးတာကတော့ American က Reaper ရဲ့အမြဲတမ်းစောင့်ကြည့်နေတဲ့အာသာချက်နဲ့ F16 တွေရဲ့လူသားမောင်းနေတဲ့မြန်နှုန်းကိုငွေကြေးအရရောနိုင်ငံရဲ့ရပါရေရှည်တည်တက်နိုင်တဲ့ပုံစံနဲ့ကိုရီးယားမှာအသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကွန်ကြားစိတ်နဲ့မြင်သာမှုနေပြီးထျောက်မှုမြင့်တဲ့အလွာတွေရှိနေတဲ့အတွက်အချက်အတီးကိုစီမံခန့်ခွဲရမှာပိုပြီး baking လုံခြုံပြီးခံမှန်ရလွယ်ကူစေလို့ပဲဖြစ်ပါတယ်။အဓိကစည်းရေးလှုပ်ရှားမှုတွေအားလုံး Kansan က MQ9 တွေ Osan က F16 Super Fleet တော့ကိုရီးယားရဲ့သုံးဖက်ဆိုင်ရာကာကွယ်ရေးမူဝါဒဂျပန်ရဲ့လက်နက် သစ်တွေနဲ့အမေရိကန်ဂျပန်တောက်ကိုရီးယားပူးပေါင်းဆောင်ရွက်မှုမြန်ဆန်လာခြင်းဒါတွေအားလုံးဟာတခုချင်းစီကိုကြည့်ရင်အတိတ်ပဲရှိသလိုအားလုံးကိုပေါ်ပြီးကြည့်တဲ့အခါမှာမှသူ့ရဲ့အစစ်အမှန်စွန်းအားကိုရရှိပါတယ်သူတို့ကပစိဖိတ်မှာရန်သူကိုစောင်းဆိုင်ပြီးတုံ့ပြန်တဲ့ပုံစံကနဲ့ရန်သူကိုကြိုတင်စနစ်တကျဝှက်ရံတဲ့ပုံစံကိုပြောင်းလဲလိုက်ပြီဆိုတာပြသနေပါတယ်ဟုတ်ပါတယ်ဒီဗျူဟာကအန်ဒီယလုံးဝကင်းတယ်လို့ဆိုတာမဟုတ်ပါဘူးတကယ်တော့နေရာတစ်ခုကိုအမြဲတမ်းစောင့်ကြည့်နေတဲ့အခါမတော်တဆပဋိပက္ခပိုဆိုးလာနိုင်တဲ့အန်ဒီရကအမြဲရှိနေပါတယ် ဒါမဲ့မောက်သူမဲ့ MQ9 တွေကိုအသုံးပြတာနဲ့ပြစ်မှတ်အချက်လက်တွေမျှဝေတာကမာရွေသတိပေးမှုတွေနဲ့အမားတွက်ချက်မှုတွေဖြစ်နိုင်ခြေကိုလည်းချော့ချပေးပါတယ် MQ9 ရဲ့မမြင်ရတဲ့သိခံတတ်တဲ့မျက်လုံးကအလျင်းစလိုတိုက်ခိုက်မဲ့လက်သီးထက်ပိုပြီးအစစ်တင်ညီတဲ့ထုံဖြတ်ချက်တွေချနိုင်ပါတယ်လွယ်တဲ့အခါလက်သီးကတိုက်ခိုက်ပေမဲ့မလိုအပ်တဲ့နေ့တွေမှာတော့မျက်လုံးကအစစ်တင်ညီစွာနဲ့ဒေသကိုထိမ့်ချုပ်ထားပါတယ် ်ဒါဟာကိုရီးယားကျွမ်းဆွေလို့မတည်ငြိမ်တဲ့ဒေသအတွက်အလွန်အရေးကြီးတဲ့ဟန်ချက်ညီမှုပဲဖြစ်ပါတယ်အမေရိကန်ရဲ့ Pacific ချင်းကဲမှုဟာကာကိုရဲကိုအဓိကပြောဆိုတဲ့မူဝါဒကနေနေ့စဉ်စစ်စင်ရဲတွေရဲ့တစိမ့်တစ်ပိုင်းဖြစ်လာအောင်ပြောင်းလဲနေပါပြီကန်ဆန်ကစူဇန်ထောက်လေးတိုက်ပွဲဝင်တိုင်ရင် ERS 431ဟာဒီချင်းကဲမှုရဲ့အမှတ်တင်နေတာပါဟုတ်ကွာလေးစက်တုံးခုနှစ်မှာဩစတြေးလျမှာမွေးဖွားခဲ့တဲ့မုတ်ဆော့စစ်တဲ့ဟာ2025ခုနှစ်မှာကိုရီးယားမှာမောက်သူမဲ့မျက်လုံးအဖြစ်ပြောင်းလဲသွားပါပြီ။ကိုရီးယားတွေပြောင်းသွားပေမဲ့လုံခဲ့တောင်ဝန်ကအတူတူပါပဲ ဝင်ထွက်လမ်းကြောင်းတွေခွင်းထားဖို့နဲ့လွယ်ရင်ပိတ်ပစ်ဖို့ပဲဖြစ်ပါတယ်ဒီလိင်စုကိုမြောက်ကိုရီးယားတရုတ်နဲ့ထိုင်ဝမ်ရေလက်ကြားအတွက်ပါအလွန်အထိခိုက်မခံတဲ့နေရာဖြစ်တဲ့ကန်ဆန်လေတဲ့စခန်းမှာအခြေစိုက်ထားတာကဒိုမီနိုအကျိုးသက်ရောက်မှုကိုဖန်တီးပေးနေပါတယ်မြောက်ကိုရီးယားဟာအခုဆိုရင်အပြင်ဖက်ပွင့်နေတဲ့ထောက်တစ်ခုလိုဖြစ်နေပါပြီ။ကင်ဂျွန်အန်းရဲ့လှုပ်ရှားမှုတိုင်းဒုံးကျင်ပြင်ဆင်မှုတိုင်းကိုအချိန်ပြည့်စောင့်ကြည့်ခံနေရပါတယ်။ဒီလိုအဆက်မပြတ်စောင့်ကြည့်မှုအောက်မှာကင်အစိုးရရဲ့ကြီးမားဆုံးအားသာချက်ဖြစ်တဲ့ရုတ်တရက်တိုက်ခိုက်နိုင်စွမ်းလုံးဝရှိတော့မှာမဟုတ်ပါဘူး။ တရုတ်ဟာသူ့ရဲ့တကားဝါမှာပိတ်ဆို့ခံနေရပါတယ်တော်တယောက်ပင်လယ်မှာလက်လည်နေတဲ့ American ယူပီယာရင်ငုတ်သင်းဖွားတွေဟာကန်ဆန်က UAV လေယာဉ်စုနဲ့ပေါက်ဆက်လိုက်တဲ့အခါရုပ်ရည်တဲ့ရဲ့လှုံ့ရှားနိုင်စွမ်းကိုပိတ်ဆို့ခံလိုက်ရပြီးထိုင်ဝမ်အတွက်သူတို့ရဲ့အစီအစဉ်တွေဟာမစတင်မီကတည်းကရပ်တန့်သွားရမယ့်အခြေအနေကိုရောက်သွားမှာပါ ဒီလှုပ်ရှားမှုဟာပူတင်ရဲ့စက်ရန်တရားကိုသွေဝိုက်တော့အပြင်တိခိုက်စေပါတယ်ရုရှားကိုစစ်လက်နက်ပစ္စည်းတွေပို့ပေးပြီးကူညီပေးနေတဲ့မြောက်ကိုရီးယားဟာအခုဆိုရင်ဒိုက်ရိုက်တိအားအောက်ကိုရောက်နေပါပြီပစိဖိတ်မှာဒီထောက်ပံ့ရေးလမ်းကြောင်းကိုဖျက်တောက်လိုက်တာဟာယူကရိန်းမှာရှိတဲ့ခရမလန်နန်တော်ရဲ့ထောက်ပံ့ပို့ဆောင်ရေးအကြက်တီးကိုပို့ပြီး net ချိုက်စေပါလိမ့်မယ်ဒီပြူဟာပေါက်ဆက်ဝိုင်းရချင်းအပြင်ဂျိုတင်ဟက်တာချင်းဟာအမေရိကန်ကသူ့ပြိုင်ဖက်တွေပေါ်ထောက်ရွက်တဲ့လုံခြုံရေးအစီအစဉ်အသစ်ရဲ့ရှင်းလင်းဆုံးတက်တဲ့ဖြစ်ပါတယ်ဝါရှင်တန်ဟာရန်ဆက်လာတာကိုစောင့်ပြီးမှတုံ့ပြန်ဖို့ဆိုတဲ့အခြေအနေကိုဖယ်ရှားလိုက်ပါပြီ ဒါကဝက်ဝံကိုမျက်စိကန်းအောင်လုပ်တဲ့ဗျူဟာရဲ့ပစိဖိတ်ပုံစံဖြစ်တယ်လို့ဆိုပါတယ်ယူကရိန်းကရုရှားရဲ့ခရိုင်းမီးယားလေကြောင်းရဲ့ကာကွယ်ရေးစနစ်ကိုဖိုးပေါက်ခဲ့တယ်လို့ပဲအမေရိကန်ကလည်းသူ့မဟာမိတ်တွေဖြစ်တဲ့ဂျပန်နဲ့တောင်ကိုရီးယားတို့နဲ့ပေါက်ဆက်ပြီးတိဆောက်ထားတဲ့ဒီသုံးထက်ကာကွယ်ရေးစနစ်နဲ့စစ်မဖြစ်ခင်ကတည်းကတရုတ်နဲ့မြောက်ကိုရီးယားရဲ့စောင့်ကြည့်ထောက်လန့်နိုင်စွန်းနဲ့ကွက်ကဲထင်းချုံနိုင်စွန်းတွေကိုအတုံးမဝင်အောင်လုပ်ပစ်လိုက်တာဖြစ်ပါတယ်ဒါနိပညာဆရာမငြိမ်မြမုံပဲဖြစ်ပါတယ် မြောက်ကိုရီးယားရဲ့စစ်သားထောက်ပေါင်းများစွာပါတဲ့အဲရမတက်ကြီးဟာဒီဟန်ချက်ကီလာလေရင်စုကနေသူတို့ရဲ့ဦးနှောင်းနဲ့အာယွန်ဂျော့စနစ်ဖြစ်တဲ့ကွက်ကရဲစခန်းတွေနဲ့ဒုံးကျည်ပစ်လွတ်စင်တွေကိုတိတိကျကျဖျက်ဆီးလိုက်တဲ့အခါအတိတ်ပဲမရှိတဲ့လူအုပ်ကြီးဖြစ်သွားပါလိမ့်မယ်။ဒါဟာစိတ်ပိတ်ဆိုင်ရာစစ်ပွဲပဲဖြစ်ပါတယ်။နျူကလ িয়ার ဒုံးကျည်တွေနဲ့ကဘာကြီးကိုချိမ့်ချောင်းနေတဲ့အာနာရှင်တူဟာအခုဆိုရင်သူကောက်ပေါ်မှာကွက်မြတ်မဲ့သူကအချိန်မရွေးစောင့်နေတယ်ဆိုတော့အခြေအနေနဲ့အသက်ရှင်တဲ့နေရတာနဲ့တူနေပါတယ် ဒီလိုအမြဲတမ်းချင်းချောင်းမုန်းကအစိုးရရဲ့ဆုံးဖြတ်ချက်ချတဲ့ရန်ရီယာကိုနှေးကွဲစေပါလိမ့်မယ်။တန်ပြားစိတ်တွေပိုဖြစ်စေပြီးပြည်တွင်းပြဿနာတွေကိုလက်ရှိုက်စေပါလိမ့်မယ်။ဒါဟာလုံးဝလေပင်းညစ်တဲ့စစ်စင်ရဲတစ်ခုဖြစ်ပါတယ်။နောက်ဆုံးမှာတော့ကန်ဆန်ကောက်ခင်ရံမှာပြန်တန့်နေတဲ့ MQ9 Reaper တွေဟာတက်တူနဲ့ Electronic PC တွေထက်ပိုပါတဲ့ သူတို့ဟာပစိဖိတ်မှာရှိတဲ့အမေရိကန်နဲ့သူ့မဟာမိတ်တွေရဲ့စန္ဒသဘောထားကိုပိုစားပြုတဲ့တမ်နစ်အတောင်ပံတွေဖြစ်ပါတယ်။ဒါဟာရိုးရိုးစစ်အခြေစိုက်စကန်တခုမဟုတ်ပါဘူး။ဒါဟာဒီပညာနဲ့ပစိခနိုင်ထားတဲ့ပစိဖိတ်ကောက်ကင်ရန်ကတကားတစ်ချက်ပဲဖြစ်ပါတယ်။